ဒီကျွန်တော်နဲ့တူတက်ပွဲဝင်ခဲ့ကြတဲ့အဲမမိတ်တွေရဲ့အတန်လဲဒါကျွန်တော်တို့ဒေထားရမှာဖြစ်တယ်လို့ကျွန်တော်တို့ဒီတက်ပွဲအမြင်အောင်တော့ဒီဒီနေမျိုးကနေမှဒီဆက်နာချင်းချင်းလေးအဲထွက်ပါသွားအောင်ကျွန်တော်ဘူပေါင်းဆွေးခဲ့ကြတဲ့လူထုတွေရဲ့အတန်လဲဒါကျွန်တော်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်နော်အဲကြောင့်လို့ဒီဟိုပါပေးနိုင်မလားဒီဟာပေးနိုင်မလားဘယ်လိုမျိုးတော့လောဆယ်မရှိသေးပါဘူး မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ပြည်သူလူထုကိုထောက်ထားသောအားဖြင့်တိမ့်ပိုက်ထားတဲ့မျိုးတွေကိုစစ်ကောင်စီလက်ထက် လုံးဝပြန်မပေးနိုင်ဘူးလို့တန်းမျိုးသားလူမျိုးရေးတပ်မတော် TNL ဘက်ကအခိုင်အမာပြောဆိုလိုက်ပါတယ်။တစ်တုံညာနှစ်ခုဆစ်စင်ရေးအတွင်းတိမ့်ပိုက်ထားတဲ့ရှမ်းပြည်နယ်အမြောက်ပိုင်းကမျိုးတွေနဲ့မန္တလေးတိုင်းကမိုးကုတ်မြို့ကိုစစ်ကောင်စီလက်ထက်ပြန်ပေးဖို့တရုတ်အစိုးရက TNL ကိုဖိအားပေးနေတာပါ။ဒီအခြေအနေနဲ့ပတ်သက်လို့မေလ၄ရက်နေ့မှာအရေးပေါ်သတင်းစာရှင်းလင်းပွဲတရက်ပြုလုပ်ပြီး TNLA ဘက်ကလူထုကိုအတီလင်းအတီပေးခဲ့ပါဗျာ။ ဧပြီလ28ရက်နေ့နဲ့29ရက်နေ့ကတရုတ်နိုင်ငံကူမင်းဆွေးနွေးပွဲမှာတော့ TNLA သိမ့်ပိုက်ထားတဲ့နောင်ချိုးကြောင်မဲတီဘောမိုးမိတ်နဲ့မိုးကုတ်မြို့နယ်တို့ကနေတက်တွေပြန်ဆုတ်ပေးဖို့တရုတ်ရဲ့ဖိအားပေးမှုနဲ့အတူစစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ဒီတောင်းဆိုမှုကို TNLA အနေနဲ့လက်မခံဘဲစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချုပ်ငြိမ်းအောင်ဆက်လုပ်သွားမှာဖြစ်ပြီးပြည်သူတွေဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ TNLA ကထပ်မံပြောဆိုပါတယ်။ကျွန်တော်တို့ကဒီသာမကဒီသာမကျွန်တော်တို့ကျွန်တော်တို့ဒီအပိတက်အောင် မလို့ဆောင်နိုင်ဘူးစဉ်ကျွန်တော်ဒီညင်းချင်းတန်တရားစေးတန်တရားကနေမှလုံးရောက်နေမှာမဟုတ်ပါဘူးမဖြစ်ရလဲအောင်ကျွန်တော်ဒါကျွန်တော်တို့အဲတည်တည်ချာညံ့ညွတ်နဲ့အပြည့်တက်ဖို့ပြည့်တက်တပည့်စင်ရအောင်ဖြစ်ပါတယ်အဲ့ဒီမှာဒါလည်းဒါကျွန်တော်တို့ဒီဒီတန်တရားကနေမှလုံးရောက်မှာဒါကျွန်တော်ရင်မှန်းတဲ့အာဒီမျိုးပရပိတောင်စုရောက်ရှိမှာဖြစ်ပါတယ်လို့ တရုတ်ရဲ့ဂျောင်းဝင်ဆီဆက်ပေးမှုနဲ့ဒုတိယအကြိမ်ဆွေးနွေးပွဲမှာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့နန့်ဆန်နဲ့မန်တုံနီယာတွေအထိပြန်ဆုတ်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ TNLA ဘက်ကတော့လက်ခံနိုင်တဲ့အချက်၃ချက်ကိုအဆိုပြုထားတယ်လို့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောပါတယ်။နှစ်ဖက်တည်းရရှိတဲ့နေရာတွေအပိခရရက်တန့်ပြီးအပိရစေရန်နံပါတ်၄နှစ်ဖက်စလုံးထိုးစစ်ဆင်များပြုလုပ်ခြင်း drone ဖြင့်တိုက်ခတ်ခြင်းလက်နက်ကြီးများပြစ်ခတ်ခြင်း လေချောင်းပုံကျဲခြင်းအစရှိသည့်စီရဲလှူရှားမှုများအလုံးယက်တန့်ရန်ဖြစ်ပါれ။နံပါတ်၃ချက်မှာနှစ်ဖက်ထိ ंछ ုတ်တာတဲ့နေပြည်များတွင်ဒေတာခံပြည်သူများစာဝတ်နေရေးနှင့်ဈေးဝါများတည်ဆောင်နိုင်ရအတွက်ဖြတ်တန်းသွားလာခုပြုရန်လိုပဲဖြစ်ပါれ။လက်ရှိမှာတော့အင်ဒီဂျင်တရုတ်နိုင်ငံရဲ့ဖိအားပေးချင်းချောက်မှုတွေနဲ့အတူ ိုကန့်တက်ကတင်ပိုက်ထားတဲ့လာရှိုးမျိုးကိုစစ်ကောင်စီကိုပြန်လည်ပေးလိုက်ရပြီးတဲ့နောက်ဒေသခံပြည်သူလူထုကြားစိုးရိမ်မှုတွေရှိနေပါတယ်။မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးအင်အားကြီးတရုတ်နိုင်ငံအခန်းကဏ္ဍဟာအရေးပါပေမဲ့အဖြေရှားချီးကပ်မှုပုံစံတွေကတော့ကွဲလွဲနေတယ်လို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးဗိုလ်မှူးကြီးတာဗန်လာကတော့ဆိုပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေနေတဲ့ချင်းကတဲ့ပုံစံမျိုးကျတော့ဒါဒီမိုကရေစီဆိုရကိုဒီစစ်တပ်ကနေမှအနာသိမ်းလိုက်တယ်အနာသိမ်းမှလူထုကို မာရီယာကန်အာဒီတက်ဖြစ်တယ်အနံ့ချင်းတယ်အာဒီလေကြောင့်နဲ့တက်ခဲ့တယ်အဲကြောင့်မလို့ဒါဒီကျွန်တော်တို့ကဒီတက်မတော်ကိုကျွန်တော်ဖြုတ်ချပြီးမှအာဒီစကားစာဖြုတ်ချပြီးမှဒါကျွန်တော်တို့ရဲ့နိုင်ငံကိုပြည်ပြပြောင်းလဲလုပ်ရမယ်လို့ပုံစံမျိုးဒါကျွန်တော်နိုင်ငံသားတွေကလည်းမှကျွန်တော်တို့ချစ်ကပ်ပါပဲဒါပေမဲ့အင်းဂျင်ကချင်းကတာမျိုးတော့အဲ့လိုမဟုတ်ပါဘူးအင်းဂျင်ချင်းကတာတော့ဒီနိုင်ငံသူတို့ဘေးမှာရှိနေတဲ့နိုင်ငံနိုင်ငံကဒါတည်ငြိမ်မှုမရှိမနေဘူး အတင်းငင်းမှုရှိတဲ့တော့သူတို့ရဲ့နေစမှာနဲ့ဒါထိခိုက်မှုရှိတဲ့အဲကြောင့်မလို့ဒီနိုင်ငံကအတင်းငင်းမှုလိုအပ်တဲ့ပုံစံမျိုးတင်းငင်းမှုတင်းငင်းမှုရရှိဖို့တော့ချင့်ကဲ့တဲ့ပုံစံသူတို့ချင့်ကဲ့တာမျိုးဖြစ်တဲ့အဲကြောင့်မလို့အာချင့်ကဲ့တဲ့ပုံစံမျိုးတွေကအကွာတော့အဖြစ်ရှာဖို့လည်းအကွာသွားတော့မျိုးဖြစ်ပါတယ်ဘောနော်တုံညာနှစ်ခုဆစ်စင်ရေးကာလတွေမှာတော့ TNLA အနေနဲ့မိုးကုတ်အပါဝင် ရှမ်းမြောက်ကမြို့ဆက်နှမျိုးထိတိုက်ခိုက်သိမ်းပိုက်ထားပါဗျာ ဒုတိယကြိမ်ဆိုနီဘက်မအောင်မြင်မိတဲ့နောက်မှာတော့စစ်ကောင်စီဟာ TNLA သိမ်းပိုက်ထားတဲ့မြို့တွေကိုအပြင်းအထန်ဘုံကျဲနေပြီးစစ်ရေးအရှိန်မြှင့်လှုပ်ဆောင်နေပါတယ်။ဆိုနီဘက်နောက်တစ်ချိန်ကိုတော့လာမယ့်ဩဂတ်လမှာထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။တစ်ဖက်မှာတော့အင်ဂျင်တရုတ်နိုင်ငံအနေနဲ့ TNLA အပေါ်စစ်ရေးနိုင်ငံရေးရအပြင်းထန်ဖိအားပေးလှုပ်ဆောင်နေပြီးအထူးသဖြင့်တရုတ်ရဲ့အကျိုးစီးပွားနဲ့ပိုက်လိုင်းကိုအကာအကွယ်ပေးရမယ်လို့ပြောဆိုသတိပေးတာတွေရှိရဲလို့ TNLA ကအသိပေးပါတယ်။ဒီပြုံ ပါနေစမှာတပည့်ပေါ်ဆောင်ရဘူးတပည့်လုပ်လို့မရဘူးအာပြီးတော့ဒီသူ့ရဲ့ဒီ pipeline တခြားပေါ့နော်အာ gas pipeline တခြားတပည့်မလုပ်ရဘူးတပည့်မဖြစ်ရဘူးအဲ့တော့ဒီမကဘူးဒီအာသူ့ရဲ့အာဒီတိုးစပွားရရှိရမြာပေါ့နော်သူရဲ့စပွားရရှိမြာဆက်ရုံနဲ့ရှိရမြာအဲ့ဒီဘူဒီကိုတပည့်မလုပ်ရဘူးတော့တောက်လျှောက်20နဲ့ချီတောက်လျှောက်တော့အများအား ပုံအများနဲ့ဒီလူကိုယ်တိုင်နဲ့တက်မှလည်းပြောတယ်ဒါဒီ message နဲ့လက်လမ်းအလားပေးတဲ့ဒါပုံမှန်နဲ့အများနဲ့ဒါတောက်လျှောက်ဆိုတာအဲ့လိုမျိုးတပွဲမဖြစ်မဖြစ်ပါဘူးဒါတောက်လျှောက်ဒီပြောခဲ့တယ်ဆို